အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025စက်တင်ဘာလ29ရက်နေ့ဖြစ်ပါတယ်เนาะအစွန်ရောက်ရင်ပြုတ်ကျတတ်တယ်အဲ့တော့ကိုကျော်ကြီးအောင်းလာလာပြီးတော့မကြည်နိုင်မခဲနိုင်ခမားကတကယ်ဟိုအကြက်တဲ့အခက်ခဲရောက်လာတော့မှခမားကနှုတ်ထွက်တယ်ခမားကဆက်အမျိုးဆုံးလာပြောနေကြတာဒီကိုမင်းတို့စဉ်းစားကြည့်ကိုကျော်ကြီးပြောခဲ့တဲ့ဇကားနေအကုန်လုံးကတိုင်းပြည်ကိုကာဝယ်ဖို့လုံလောက်သွားပြီကိုကျော်ကြီးဒီဘာသာရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးသမားလည်းမဟုတ်ဘူးလူမျိုးရေးသမားလည်းမဟုတ်ဘူး ကိုကျော်ကြီးဒီမြတ်စွာဘုရားရဲ့တာသနာအောက်မှာတည်နေတဲ့ကိုကိုကိုမြတ်စွာဘုရားရဲ့တားလို့ခံယူလာတဲ့လူတယောက်ဖြစ်တွေ့တယ်။မြတ်စွာဘုရားဇကားတွေကိုလွန်ဆန်ပြီးဘယ်တော့မှမပြောဘူး။ဘာသာကြီးခုံးမတိုက်ဘူးလူမျိုးကြီးခုံးမတိုက်ဘူးနိုင်ငံကြီးခုံးမတိုက်ဘူး။အားလုံးကိုညီညွတ်အောင်ညီညာအောင်အမြဲတမ်းပြောတယ်။ဟုတ်ပြီနော်။မင်းတို့ကကိုကျော်ကြီးကိုအမိပြုတ်ပြီးတော့မင်းတို့ကနိုင်ငံကြီးလူမျိုးကြီးဘာသာကြီးခုံးတိုက်နေတယ်။အဲ့ဒီအတွက်မပါနိုင်ဘူး။မင်းတို့ရဲ့အတုံးချခံချက်ကိုကျော်ကြီးမလုံနိုင်ဘူး။ရှင်းရှင်းလေးကိုကျော်ကြီးဇကားပြောခဲ့တာတွေကဖြစ်ပျက်သားသားတွေအကုန်လုံးပြောခဲ့တာ။ မင်းတို့ကိုအချုပ်ချာအာဏာမပေးဘူးမြေမပေးဘူးလို့ပြောပြီးသား1982နှစ်ဥပဒေအရမင်းတို့ဒီနိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်လို့ပြောပြီးသားမင်းတို့1982နှစ်ဥပဒေဘယ်သူဖတ်လဲဘာတွေရေးထားလဲမင်းတို့သိလားဒေါ်အဆန်းစုကြည်နာအဲ့ဥပဒေကိုမဖျက်ရဲဘူးဦးနေဝင်လက်ထက်ထဲကဆွဲခဲ့တဲ့ဥပဒေဘလောက်ခိုင်မာတဲ့ဥပဒေလဲဆိုတာတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုကာကွယ်ထားတာနားလည်လား မင်းတို့ငကိုတွေကပြောတယ်အကောင့်တူတွေဆိုကိုကျော်ကြီးကဘန်းပြတယ်ဒီကောင်တွေကမင်းတို့ခေါင်းတွေကိုဇဝေဇဝါဖြစ်ပြီးမင်းတို့စိတ်ကိုလို့နှိုးဆွမှာမင်းတို့လူတပ်ပွဲမဖြစ်ဖြစ်အောင်နှိုးဆွမှာအဲ့တော့မြမပြည်မှာငိမ့်ငိမ့်ညံ့ညံ့နေနေတဲ့အစ္စလမ်ကြီးဟာလာမြမပြည်ဘွားမြမတီတဲ့တသားတဲ့ကြာနေတဲ့အစ္စလမ်ကြီးအကျောက်စိတ်တွေဝင်လာလိမ့်မယ်ကျောက်စိတ်တွေဝင်လာရင်မလူလားအတဲ့ပြဿနာတွေဖြစ်လာလိမ့်မယ်မင်းတို့ကလက်သီးလက်မောင်းတွေတန်းဓာတ်တွေတွေးနေတယ်ဆိုတဲ့ဟိုကမင်းတို့အသိဉာဏ်မရှိလို့သူရပုံနောက်တွေသူရတယ်အင်္ဂလန်ကိုတိမ့်သွားတာအုံနောက်နဲ့တိမ့်သွားတာဓာတ်တွေးပြီးတိမ့်သွားတာမဟုတ်ဘူး လူပေါ်တယ်လူတွေကိုခြောက်ကျွေးလိုက်တာတတ်ချင်တဲ့ကောင်လာတတ်ဆိုပြီးခြောက်ကျွေးလိုက်တာတတ်တော့ဝိုင်းတတ်လို့ရှိရင်တကဘာလုံးပတ်ကုန်တယ်အခုအစ္စရေးဒါပဲလေအစ္စရေးကိုခုမှထိုင်ပြီးအသက်ခံနေတာအသက်ခံနေတဲ့အချိန်ကျတော့မနေ့ကကုလသမဂ္ဂမှာနိုင်ငံတကာကပါလက်စတိုင်းနိုင်ငံကြီးကိုလက်ခံပါတယ်ဆိုပြီးဖြစ်လာကြတယ်အဲ့ဒါပါလေအသက်ခံနေတာခြောက်ကျွေးနေတာအရေးကြီးတာသူတို့လိုချင်တာအချုပ်ချာနဲ့အာနာပဲဒါပဲညီပဲအချုပ်ချာအာနာနဲ့ညီကိုလိုချင်တာ အင်္ဂလန်ကအချုပ်ချာအာဏာနဲ့မြေကျသွားပြီပါကြီး။ဘာအမျိုးသားကြီးမှမဟုတ်ဘူး။အမျိုးသားကြီးတွေဘာဒီအာဝါရာစကားတွေရှောက်ပြောနေတာအဓိကကလူတိုင်းမှာကိလေသာရှိတယ်။ငါဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုရှိတယ်။ဒါငါအိမ်ဒါငါမိသားစုမင်းမယားကိုအလှူပေးပြီးသူများကလည်းအိတ်ခိုင်းလို့မရအောင်။ဘသူမှမအိတ်ခိုင်းဘူး။အချိန်တန်လိုက်ငါမယားငါပြန်သိနေညာတယ်။အဲ့ဒီကိလေသာရဲ့သဘောတရားတွေကိုနားလေရတယ်။ငါအိမ်ဆိုပြီးတော့ငါအိမ်ငါပိုင်ဆိုင်ထားခြင်းတယ်။ ဘသူ့ဘုံမှာမပေးချင်ငါအိမ်ဘုံမှာဧည့်သည်ဖြစ်လာနေခွင့်ရှိတယ်အဲ့ဒီဧည့်သည်ကငါအိမ်ဘုံမှာငါတို့နဲ့အတူဒိုးလူဘောင်ပဲစားခွက်စားဖို့စားခွက်ဒီခွဲချမ်းစားတောက်လို့ရတယ်သူ့ပိုင်ဆိုင်မှုလို့လှုပ်လာတဲ့အချိန်ကျရင်တော့ဒါငါတို့ကိုအာဏာလုလာပြီကန်ထုတ်ရတော့မှာဟုတ်လားအတွေးခေါ်တိတ်ညာအဲ့ဒါဒီကိုတွေးရတယ်ဒါတွေးနေလို့မင်းတို့လူမျိုးကြီးလည်းမတိုးတက်လာဘူးနိုင်ငံကြီးလည်းမတိုးတက်လာဘူးဟုတ်လားဘာသာတရားလည်းမတိုးတက်လာဘူးမင်းတို့ဓာတ်သွေးလေသူတို့ကကြိုက်လေပဲအခုမင်းတို့အစ္စလာမ်ကြောက်ယောဂထဲ့ပြီးထားတာ မင်းတို့ကယောဂာရနေတာအစ္စလမ်ကြောက်ယောဂာရနေတာတို့ကမင်းတို့ထည့်ပေးထားတာအစ္စလမ်တွေကိုကြောက်အောင်ထည့်ပေးလိုက်တာအဲ့ဒီအချိန်ကျတော့မင်းတို့ကကြောက်ကန်ကန်ပြီးတတ်တာဖြတ်တာတွေလောက်လာတဲ့ခါကျတကဘာလုံးပတ်ငုံလိုက်တယ်ညီရတယ်အာနာရတယ်ဘယ်လောက်ပြောစရာကောင်းလဲတို့အသက်တွေသေးတာမဟုတ်ဘူးလေငကိုတဲကသေဖို့အတွက်ကိုတခါတည်းငါအောက်မှာလမ်းမန်းသွားတာမွတ်စလင်နှစ်ယောက်အခြေတင်စကားများတယ်ပြောင်းမိဒီစကားမျိုးမပြောသေးဘူးနဲ့တယောက်ကဘာပြောလဲဆိုတော့ငါတို့ကဘာသာရေးအတွက်တယ်အလားအတွက်သိရတာတယ်ငါတို့ကမြတ်တယ်တယ်အလားနိုင်ငံရောက်มาတယ်တယောက်က ်ဘာဝင်ပြောလဲဟဲ့အောင်နဲ့မင်းဒီလိုမျိုးမပြောသင့်ဘူးနေဒီချိန်မှာငါတို့ရတဲ့ဟိုခန့်စစ်နေပဲကစားမှာတိုက်စစ်နေမှာသူတို့အချင်းချင်းကိုပြောနေမင်းတို့ငါအောက်ကမန်းနေဝင်ဖက်နေဟုတ်လားမင်းတို့ကိုအကောင့်တူတွေနဲ့အာဝါရာစကားလာပြောနေတဲ့ကောင်တွေနဲ့အချင်းကုန်ခံပြီးစကားပြောနေတယ်ဘမ်းလိုက်အကောင့်စစ်နေလာပြောရင်အချင်းချင်းစကားပြောသူတို့ရဲ့အတွေးခေါ်တွေသူတို့ကဘာတွေပြောနေတယ်သူတို့စိတ်တွေဘာရှိနေမင်းတို့စာဖတ်သူတို့စိတ်တွေကိုမင်းတို့စာဖတ်ဖတ်ပြီးတော့နဲ့သူတို့ဘာလုပ်မယ်ဆိုတာမင်းတို့မြင်လာလိမ့်မယ်အခုအချိန်မှာအကုန်လုံးလက်သေးခွတ်သွားပြီ ကိုကျော်ကြီးတခွန်းပဲပြောလိုက်တာအကုန်သိတယ်သူတို့လက်သေးတွေသူတို့ဖွက်လိုက်ပြီမင်းတို့သေလေဟုတ်လားမင်းတို့ပညာကောအသိဉာဏ်ကောမရှိတဲ့ခါကျရင်မင်းတို့တိုင်းပြည်ကိုလည်းမကာကွယ်နိုင်ဘူးမင်းတို့လူမျိုးကိုလည်းမကာကွယ်နိုင်ဘူးမင်းတို့ဘာသာကိုလည်းမကာကွယ်နိုင်ဘူးဒါသွေးတွေဆိုလူမိုက်တွေလို့ဗမာတွေကဒါသွေးတာမထူဆန်းဘူးအနောက်ကနေဘိန်းမောင်းတီးပေးလိုက်ဘိန်းမောင်းတီးပေးပစိုးဂရောင်းကြိုက်ပြီးချိုးဝိုင်းတွေကိုလက်ခမောင်းခတ်ပြီးဝင်လာတဲ့ကောင်တွေပြီးဂျွန်းပြစ်ပြီးတော့အဲ့ဒါထူဆန်းတဲ့ကိစ္စမဟုတ်ဘူးဟုတ်လား မင်းတို့ကို တိုင်းပြည်ကိုခုံတိုက်နေတဲ့ကောင်တွေကိုမင်းတို့မြင်အောင်ကြည်လားမြင်အောင်ကြည်လားဆိုတာအလကားပြောတာမဟုတ်ဘူးမြမအချင်းချင်းတတ်ဖို့အတွက်အနောက်တိုင်းအနောက်တိုင်းမှာသွားပြီးတော့ခွက်ခေါက်ပြီးတောင်းစားနေတဲ့ဒီတံတောင်းစားအုပ်စုကမင်းတို့မြန်မာအချင်းချင်းတတ်ဖို့မြောက်ပေးနေတဲ့အချိန်မှာတိုင်းပြည်ရနေပြီးတော့ဒီကောင်တွေကနိုင်ငံသားမဟုတ်ဘူးလို့ပယ်ဖြတ်လိုက်လို့ရတယ်ပယ်ဖြတ်လိုက်လို့ရတယ်ပယ်ဖြတ်လိုက်ပြီအဲ့ဒီလိုပဲ ငါတို့ကတနာလို့ငါတို့နိုင်ငံသားမှတ်ပုံတွေပေးထားပြီးတော့မလေးရောက်နေတဲ့ဒီရေမျောကမ်းတွေနေကငါတို့တိုင်းပြည်ကိုဖျက်နေပြီဆိုအဲ့ဒီကောင်တွေရဲ့မှတ်ပုံတွေနေအဲ့ဒီကောင်တွေရဲ့ passport တွေငါတို့ဖျက်ပြစ်လိုက်လို့ရတယ်မင်းတို့နားလေလားနားလေလားအဲ့တော့အုံတော့မရှိဘဲနဲ့ငါ့အောင်လာပြီးတော့မင်းတို့လာပြီးတော့ပြောနေတာထားလိုက်ပါတော့မင်းတို့တွေအချုပ်ချာအာနာဆိုတာလीငါတို့ပြည်သူလူထုရှာစဉ်သက်တာငါတို့ပြည်သူလူထုရှာစဉ်သက်တာနိုင်ငံရေးအာနာအားသူတို့ရှိတာ လွတ်တော်ထဲမှာအဲ့ဒီနိုင်ငံကြီးအာဏာလုံနေတဲ့ကောင်တွေငါတို့ပြည်သူလူထုကခိုင်းစားလို့ရတယ်။ကြောက်လွတ်တော်မန်ငါတို့ကပြန်တိုင်းပြည်အတွက်ဒါလိုချင်တယ်မင်းလွတ်တော်မှာငါတို့ပြည်သူအတန်ကိုလွတ်တော်တန်ဖြစ်အောင်မင်းလုပ်ခိုင်းစားလို့ရတယ်။နိုင်ငံကြီးသမားဆိုတာကငါတို့ခိုင်းပတ်တယ်။ငါတို့ကိုးကွယ်ရမယ့်ကောင်တွေမဟုတ်ဘူး။မင်းတို့မင်းတို့ရဲ့ဆက်ရည်မဟုတ်ဘူး။နားလေလား။မင်းတို့ကနိုင်ငံကြီးခိုင်းပတ်ဖြစ်နေတယ်ကမင်းတို့ခွေးဖြစ်ကြုံဖြစ်ဖြစ်နေတာ။နိုင်ငံကြီးသမားကိုးကွယ်စရာမဟုတ်ဘူး။မင်းတို့ဒီ လူမျိုးစုတည်တလေးတွေတော့မကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာသူများလူမျိုးကလာပြီးကျူးကျော်စော်ကားရင်မင်းတို့အခုအချင်းချင်းတတ်နေကြတာကိုနဲ့တိုင်းရင်းသားတစ်ခုတည်းတောင်မှလာပြီးကျူးကျော်လို့မရဘူးဆိုတော့မင်းတို့စိတ်ရှိနေလို့ရှိရင်ငါတို့တိုင်းပြည်ဆိုတော့မြန်မာပြည်ရဲ့အဝန်အဝိုင်းတစ်ခုကိုဘာသာကြားလူမျိုးကြားကအုပ်ချုပ်မှာမင်းတို့ကြိုက်မှလားဟောမင်းတို့စဉ်းစားလေမကြိုက်ရင်အဲ့ဒီဥပဒေကိုတွတ်တော်ထဲမှာအတီးတူးနိုင်အောင်ငါတို့ကပြောရမှာလွတ်တော်အမတ်နေရာမှာတိုင်းရင်းသားမဟုတ်ရင်မထားနဲ့ဆိုတဲ့အစကားမျိုးကိုအဲ့ဒီဥပဒေကိုပြဋ္ဌာန်းဖို့တော့ငါတို့ကပြောရမှာ ငါတို့ရဲ့အချုပ်ချာအာဏာကြီးအစိုးရရဲ့အာဏာပိုင်အရာရှိတွေမှာငါတို့ကငါတို့လူမျိုးမဟုတ်တဲ့ငါတို့တိုင်းရင်းသားမဟုတ်တဲ့လူတွေကိုမထားနိုင်လို့ငါတို့ဥပဒေပြဋ္ဌာန်းမှုငါတို့ကပြောရမှာအဲ့ဒါငါတို့ရဲ့အချုပ်ချာအာဏာငါတို့ပြည်သူတွေပိုင်နေငါတို့မှမဲတပြားပိုင်နေအဲ့ဒီလိုပြောပိုင်ခွင့်အာဏာငါတို့မှရှိတယ်နိုင်ငံရေးအာဏာကသူတို့လို့မင်းတို့အဲ့လိုကွဲခြားသိအောင်လုပ်ရမှာဟုတ်လားသူတို့ကယင်းနှီးမြုံနိုင်တယ်သူတို့ကစပြီးတင်လိုက်ခဲ့ရဥပဒေကြီးအင်္ဂလန်မှာရှာရှိရဲ့လောကို 第二天嘛，说、啊，都嘛五分利的息皮哒，阿拉就都刚刚赚钱哩，六包哩，五万多，俺都啊出差啊，那那是俺都拜山那啦，俺都没落多，哎，你都偷哪里看啊？白鸟鸟么？白看鸟么？白看鸟么？是吧？五万多六六，五万多六六，好了。